and the people. ကိုရွာသားကြီးကိုရှိမှအတုံယုံ အပြက်ပြက်နဲ့အနှိတ်ထာယုံမြင်ကွင်းတစ်ခုပဲဗျာပစီကြီးရွာလေချောင်းတိုက်ခိုင်းမှုစကိုင်းတိုင်းကက်မလူမြို့နယ်အရှိတောင်ပချံ့ ဖစီကြီးရွာကကြေးရွာကောက်ွယ်ရေးရုံးဖွင့်ပွဲပြုလုပ်နေစဉ်စစ်ကောင်စီတပ်မှလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်40ကျော်ခန့်ပါဝင်တေဆုံးသူ190ကျော်ရှိခဲ့ရပဲဖြစ်ပါတယ်မနက်ခွန်းတိုင်း90ဝန်းကျင်လောက်မှာဖိုက်တာလီရင်တစည်းလာတယ်ဘုံနှလုံးချတယ်9မိနစ်10မိနစ်လောက်နားသွားသေးတယ်ပြီးတော့မှ MI 35လာတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တယ်။ရုံးမှာအဲ့နာဘာရှိလို့တင်တန်းတင်တန်းဝင်းမရှိတင်တန်းဝင်းမရှိပါဘူးကွာ။မရှိဘဲနဲ့ဟဲ့အောင်တို့တရင်ပေါင်းလို့ကွာယုံယုံယုံ။ ေးရွာကောက်ဝဲရုံးဖွင့်ဖွင့်ကျင်းပနေတဲ့အချိန်အခုလိုလေချောင်းကနေတက်ခက်ခံရတာဖြစ်ပြီးပွဲတက်ရောက်တဲ့ဒေသခံပြည်သူအများအပြားအဆုလိုက်ပြုံလိုက်တည်ဆုံခဲ့ရတာပါဒရန်ရရဲ့လူကတော့အစိတ်30လောက်ပေါ့တေရဲ့လူကတော့စရင်ကြီးကြကောက်လို့ကမရသေးဘူးကျွန်တော်တို့ကတော့ရှားကြော်မယ်လို့မှန်ထားတယ်ဗျာ၎င်းဒီမှာ သက်ရှင်ကျင်ရိတ်ခဲ့တဲ့သူတို့ဟာပြောခဲ့ပါတယ်။ဒီဆုံးသူတွေထဲမှာကလင်းငယ်40ကျော်ခန့်ပါဝင်ခဲ့ပြီးအများစုမှာចောင်းသူចောင်းသားလေးဖြစ်တယ်လို့သိရပါတယ်။ကလေးတွေလည်းတော်တော်များတယ်။ចောင်းမသွားခင်ဒီမှာအလှလာစားကြတာပေါ့။ဒီចောင်းတစ်ခိုက်ခံရတဲ့နေရာဟာជីရွာកောက်ဝေးအဖွဲအတွက်ဆောက်လုပ်ထားတဲ့ ရုံပဲဖြစ်ပါရဲ့ရဲ့ရွာတလေးအိမ်တက်တဘောအလူပေးနေစမှာအခုလိုလေချောင်းကနေပြစ်ခတ်တက်ခိုက်ခံရတာပဲဖြစ်ပါရဲ့အလူဆိုတော့အိမ်မှာ မချက်ပြုတ်ကြတော့ဘူးလေကလေးတွေကလည်းကြောင်မသွားခင်မိဘတွေနဲ့ဒီမှာမနှက်ခင်းစာလာစားလိုက်ကြတာတချို့ဆိုမိသားစုလိုက်ပါသွားတာရှိရဲ့ပြည်သူလူထုတသက်ကြီးကမှာ ီလိုလုပ်သွားတာဆိုတော့လူမဆန်ဘူးပေါ့ဗျာကျွန်တော်ငိုလို့လည်းမရတော့ပါဘူးဘလို့ခံစားရလဲပြောပြလို့တော့မရတော့ပါဘူးဗျာကိုရွာသားတွေကိုရှိမှအတုံယုံအပြက်ပြက်နေအနိဋ္ဌာယုံမြင်ဝင်တစ်ခုပဲဗျာအထောင်းနဲ့သတ်တော့ဘူးလေ ဧပြီ18ရက်နေ့ဟာစကိုင်းတိုင်းကမ်းမလူမြို့နယ်ပစီကြီးရွာကိုစစ်ကောင်စီကလေချောင်းနဲ့ဘုံကျတိုက်ခိုက်ခဲ့တာကြောင့်တိဆုံးခဲ့ရတဲ့ဒေသခံ168ဦးအတွက်နိုင်ရည်ရလေနေလေဖြစ်ခဲ့ပါတယ်တိဆုံးခဲ့ရသူမိသားစုဝင်တွေအတွက်ကြံ့ရခဲ့သူမိသားစုဝင်တွေဟာတူးချင်းစီရဲ့ အမြာပေးကုသိုလ်ကောင်းမှုမပြုလုပ်နိုင်ပဲရောက်ရာနေရာကနေအချင်းချင်းအမျှဝေမှုသာပြုလုပ်နိုင်ခဲ့သလိုတည်ဆုံးခဲ့သူရဲ့အာလုံးအတွက်ရည်စူးပြီးကုညီဆောင်ရွက်နေသူတွေကနိုင်ရက်လေကို ပြုလုပ်ပေးခဲ့ရတယ်လို့ပစီကြီးရွာအကြီးမြေပြင်မှာကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူက ပြောခဲ့ပါတယ်ရွာမှာကအခုကြံ့ရစ်တယ် မိသားစုရဲ့အားလုံးကလည်းမရှိကြတော့ဘူးတရွာလုံးတိတ်ဆိတ်ချောက်ကပ်နေပြီးစစ်ရှောင်နေကြတယ်နောက်ပြီးသူတို့အနေနဲ့လူပြန်စုဖို့ကိုလည်းကြောက်နေကြတယ်ဖြစ်သွားတဲ့အပေါ်မှာ သူတို့အရန်ထိတ်လန့်နေကြစေဖြစ်ပါလေလူစုလိုက်ရင်တခုခုပြန်ဖြစ်မလားဆိုတာမျိုး နောက်ရက်လေနေ့မှာလှုပ်လိုက်ရင် လုံခြုံရေးကလည်းရှိသေးတော့ကျွန်တော်တို့တကြံအတက်ကြီးကအားလုံးအတွက်ရက်လေးကိုလုပ်ပေးလိုက်ပါတယ်အဲ့ဒီအခင်းဖြစ်တဲ့နေရာနဲ့အနည်းဆုံးနေရာမှာတန်ခါ၃ဘာနဲ့လူ၁၀ရောက်လောက်နဲ့အားလုံးအတွက်အမြဝေကုစုကောင်းလုပ်ပေးလိုက်တာပေါ့ဒီလိုလုပ်ပေးဖို့ကလည်းမိသားစုဝင်ရဲ့ဆန္ဒဖြစ်ပါတယ် မိသားစုဝင်တွေကတော့မလာနိုင်တော့ဘူးပေါ့ဒါပြင်လက်ရှိမှာကြံရစ်ခဲ့သူမိသားစုဝင်တွေအနေနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေခံစားနေရတာကြောင့်နေထိုင်စားသောက်မှုပိုင်းပါထိခိုက်မှုတွေရှိနေပါတယ်။ရွှေပြောင်းသွားရင်စစ်ဆောင်သွားတယ်မိသားစုဝင်တွေကတော့စံနေစီတွေပါသွားကြတာပေါ့။ ူတို့အဓိကလိုအပ်တာဟင်းချက်စရာပေါ့ဟင်းချက်စရာအရေးလှူဒန်းကြရဲဆိုပေမဲ့သူတို့တကယ်တော့မစားနိုင်ကြဘူးဒီချိန်မှာအားလုံးအလိုအဆုံးကသူတို့အတွက်နှစ်သိမ့်ပြီးတော့ဖိမအားပေးတဲ့စကားမျိုးတွေအဓိကလိုအပ်တယ်လို့ကျွန်တော်ထင်တယ်တော်တော်များများကတော့အခုချိန်ထိသမင်းစားမဝင်ကြသေးပါဘူး